အားလုံးပဲမင်္ဂလာပါရှင်။ယခုတခါဖတ်ပြမယ့်ဝတ္ထုတို့လေးကတော့စာရေးဆရာမောင်ကိုယူရေးသားထားသောရပါတယ်ဖိဖိဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။ ကိုရင်မောင်ဖို့တော့ကဘာကြီးတစ်ခုလုံးပြိုကျပျက်စီးသွားတကယ်လို့ခံစားလိုက်ရ යි ။မနဲ့ចောင်းသွားကနေလွယ်အိတ်လွယ်လျက်သားငယ်ဆုံးမောင်ကိုထွေးသည်ကိုရင်မောင်ရှိတွင်မဝွင့်မရဲလာရသည်။သူ့လက်ထဲ၌ပတ်စံအကြွေများကြက်တံအနွမ်းများဆုပ်ကိုင်လျက်တွေ့ရ යි ။ကိုရင်မောင်သည်ပလက်ကလထိုင်ပေါ်တွင်ဆေးဘောလိတ်မှိန်နေရာသားတော်မောင်ကိုမော့ကြည့်လိုက်သည်။ ဖေဖေညနေကျရင် ကျုပ်ကိုခေါက်ဆွဲတထုပ်ဝင်ပြီးပါ။မောင်ကြီးထွေးကပြောပြောဆိုဆိုနဲ့လက်ထဲတွင် ဆုပ်ကွိုင်းထားသောပတ်စံများကိုလှမ်းပေးသည်။ဘာကိစ္စလဲတားရဲ့။ကိုကိုတို့ကဒါခေါက်ဆွဲကြွေးခြင်းလို့ကိုရင်မောင်သည် တကားပေါ့ရတဲ့လွယ်အိတ်များကိုစီလွယ်၍ပြုံးစီစီနဲ့ရက်ဆောင်နေကြသောตาจีเนี่ยเนี่ยตะมี้เล็ดโตตะแช่ห่วยจีไลดิณีซ้ํามาอ๋อตาบาผิดโล ကိုကိုတို့ကိုကြွေးမာတော့ဟိုဟိုဟိုလေသူတို့ကတားမွေးနေအတွက်လက်ဆောင်တွေဝယ်ပေးကြတယ်တားကပြန်ကြွေးရမှာပေါ့ဟာတဲဟုတ်ပါလားကိုရမောင်ဒီအံ့ဩတကြီးဖြစ်သွားပြီမီးဘိုခန်းဝရင်ရက်ကြည့်နေတော့မမေမကိုလှမ်းကြည့်မိတဆက်ထဲတွင်နယံ၌ချိတ်ဆွဲထားသောပြက်ကလေးကိုမော့ကြည့်လိုက်မိဟုတ်သားပဲ ဒီနေ့ငါသားရဲ့ရှစ်နှစ်မြောက်မွေးနေ့ပဲကြည်စမ်းဖေဖေတို့တော့မိတ်နေတယ်နှုတ်နေပါအောင်ကိုတို့ကသားကိုဘာပေးကြလဲသားရောဘယ်ကပဆန်နဲ့ခောက်ဆွဲဝယ်ကြည့်မှာတော့ကိုကိုမကခဲတယ်ချွန်ဆက်ဝယ်ပေးတယ်ကိုကိုငယ်ကဂျင်းဝယ်ပေးတယ်မမယူကတော့မွေးနေ့ပြီးခဲ့တဲ့ထုပ်ဝယ်ပေးတယ်သားဟိုအကြ ాయి ကလေးကမုံဖိုးတွေမစားပဲစုထားလို့ခုကိုးချက်ကြော်ကြော်ရပြီ။ အဲ့ဒါခောက်ဆွဲဘူးလောက်တယ်မဟုတ်လားယကိုရင်မောင်ကပြုံး၍ခေါင်းကိုအตาညှိတ်လိုက်ပြီးသားတော်မောင်ကံပေးသောပတ်စံများကိုလှမ်းယူလိုက်သည် မောင်ညီတွေးသည်ပျော်ရွှင်မြူးတူးသောဟန်ဖြင့်လှဲ့ထွက်သွားတော်သည်မမေမကမပြုံးမရေမျက်နှာသေးဖြင့်မိဘကန်းတို့ပြန်ဝင်သွားပြီးရေစင်တွင် ပကံများကိုဆေးကြော်နေသည်ကိုရင်မောင်သည် ပလက်ကလထိုင်မှထကားလက်ထဲတွင်အကြွေတို့ကိုဇပွဲပေါ်လှန့်တင်လိုက်ထို့နောက်မီးဘိုကန်းတွင်အတိပယ်မရှိငုံငူကြီးရပ်နေသည်ဒီနေ့သားအတွက်တစ်သီးစွမ်းအာယုံကတ်တယ်ဖះမှာစင်မိသက်စီစထုံးတယ်မမေဘာကပကံဆေးနေရမှလှန့်ပြောလိုက်သည် မိန်းမကမှတိတတ်ပါသေးပါလားသူစွမ်းသမျှတွေစူးစမ်းပြီးလှုပ်လိုက်သေးတာပဲဟုတ်ကိုရင်မောင်က တွေးမိ ကိုကိုတိုင်းကတော့ကလေးများ၏မွေးနေ့မွေးရက်ကိုသတိမထားမိသည်မှာကြာပါပြီကောဟူအပြစ်ရှိသောစိတ်ဖြင့်ရှက်မိအရင်တုန်းကဆိုရင်ဤသို့မဟုတ်ပါတားကြီးတုန်းကဆိုရင်တနည်းပြည့်သည်နှင့်မွေးနေ့မင်္ဂလာပွဲကိုသူတို့ ပြုလုပ်နိုင်ခဲ့ကြသည်ရက်ဆွေရက်မျိုးများမိတ်ဆွေများကို ဖိတ်ခါကမ်းပြီးမိုဟင်ကကြွေးခဲ့ကြသည်သူစဉ်က နားမလည်ရှာတတ်သေးသောတနှစ်သားအရွယ်တာကြီးပတ်လည်တွင် ကစားစရာလက်ဆောင်များဝေစာလျက်ရှိသည်ကိုယခုပြန်မြင်အောင်မိသည်။နောင်ကလေးများလက်ထက်တွင်တော့ဤသို့မလုံရနိုင်တော့ယုံသာမကသည်မွေးနေများကိုပင်မှတ်မထားနိုင်တော့ဘဲ။အမေလို့သူကတော့သားသမီးကိုစီမွေးနေ့တိုင်းဖခင်မှာတအားသည်၍စွန့်ကပ်လူတန်းကကုသိုလ်ပြုရှာပါသည်။ကိုရင်မောင်သည်ဧကန်းရှိဖခင်စဉ်ကိုငှဲ့ဆောင်၍ကြည်လိုက်။ အေးကွာထိုမြတာပြောပြီးကိုရင်မောင်ကဇပွဲပေါ်တင်ထားသောပတ်စံအကျွေးများကိုတွား၍ရေးကြည့်လိုက်အားလုံးစုစုပေါင်း၉ချက်နဲ့၄၅ပြားဖြစ်၏တားငယ်မောင်ကြီးတို့သည်ဤမြလောက်သောငွေကိုမြည်မြကြအောင် မုတ်အငတ်ခံ၍စုခဲ့ပါသည်ဟုတွေးကြည့်ရင်းရင်ထဲမှနာလာသည် သူရသောတစ်နှစ်မုတ်ဖုံးမှာ၂၅ပြားသာဖြစ်သည် နေ့စဉ်ရသမျှမဟုတ်ဘူးရက်ဆက်မစားမသောက်စုတော့မှတလကျော်ကျော်စုရမည်ဖြစ်လေသည်အကူအမများကလည်းသူတို့မဟုတ်ဘူးတဲ့မှညီတွေအတွက်တည်ရစွာမှတ်မှတ်ရရဝယ်ပေးကြရှာ၏ချီးကျူးပါ၏ကဲ့ရဲ့စရာမှာမိမိကိုယ်ကိုသာဖြစ်ပါသည်ဤတို့ကဲ့ရဲ့စရာဖြစ်ရသည့်အကြောင်းရင်းကိုစင်ကြေးပေး၍ရှာဖွေလေးရနိုင်ကောင်းပါ၏သို့တော်မပေးလိုပါ ဆရာကိုရင်မောင်ဒီညက်နေចောင်းဆင်းဒီနဲ့တပြိုင်နက်လာတာလန်းခောက်ဆွဲတိုင်းတို့အပြေးလွာသွားလေသည်15ချက်တန်းခောက်ဆွဲတထုံမှာကလေးများအတွက်ဝေမျှစားလောက်ရုံသာရှိပြီညီတွင်းပေးလိုက်သောပတ်စံက6ချက်နဲ့45ပြားဆိုတော့မိမိမိမျှစိုက်ရသည်ကိုလမ်းလျှောက်ရင်းတွက်ကြည့်လာသည်လာကုံရနီးပြီမို့အိတ်ထဲ၌ငွေကလည်း30နီးပါးမျှသာကျန်တော့၏ဘတ်စကားကနဲ့ဆက်လက်ဖို့ကြံလင်တော်ပြီ နေ့စဉ်တောက်နေကြလဖေးကိုတော့မတောက်ဖဲအငတ်နေလိုက်ပြီဟုဆုံးဖြတ်လိုက်ခောက်ဆွဲဆိုင်မှထွက်လာတော့အခါမောင်ကြီးတန်းနေပြီဖြစ်ခလေးများမျောနေရှာရုံမျိုးကိုတွေးကြည့်ရင်ဖျားလန်းကားမတိုင်းသို့လန်းလက်ထဲတွင်အရေးကြီးဆုံးဖြစ်သည့်ခောက်ဆွဲတို့ကိုမြဲစွာဆွဲလျက်အပြေးလွှားလာခဲ့ရသည်မှတ်တိုင်တွင်လူများအုံလျက်ရှိခါတိုင်းဆိုရင်စိတ်ရှည်လက်ရှည်ဆောင်ကထိုင်းစရာနေရာရလောက်မှလှမ်းတက်စမြဲဖြစ်တော်လဲ ယနေ့ဖို့အိမ်ကိုတက်နိုင်သမျှစောစောရောက်မှဖြစ်ပေမည်။ထို့ကြောင့်ပထမဦးဆုံးရောက်လာသောခနစ်ကားကို လူပြည့်ကျက်နေသည့်ကြားမှ အတင်းတိုးဝေတက်လိုက်။ခောက်ဆွဲတို့ကိုတော့ရင်ဝင်ပိုက်မထားရုံတမဲလုံးုံစွာ အကာအကွယ်ပြု၍ဂိုင်းလာရ၏။အိမ်ရောက်လေကလေးများဝိုင်း၍ပလုတ်ပလောင်ခောက်ဆွဲများစားနေကြမည်ကိုမြင်မိရင်စိတ်ထဲတွင် ပီတိဖြစ်လျက်တလန်းလုံးမတ်တက်ရလိုက်လာသည်ကိုပင်ညဉ့်ညင်းဆင်းရဲခြင်းမဖြစ်မိပေ။ ဂွတ်တလီစင်းမှတ်တိုင်ကျော်ပြီးရန်ကင်းလမ်းမပေါ်ရောက်မှမိမိဆင်းရတော်မူကိုတရိရလိုက်အပေါ့ဝ၌လူများပြည့်ကျက်နေကိုရင်မောင်သည်အလဲရောက်နေတက်နိုင်သမျှတိုးရင်းဝှေ့ရင်အပေါ့ဝနာရအောင်ရွှေ့လာရည်ဆက်နှလုံးနဲ့မှတ်တိုင်တို့ကားဆိုင်လိုက်ရာကိုရင်မောင်သည်ဘေးသို့ရိုင်းသွား၏ကမန်းကရန်ခောက်ဆွဲတို့ကိုမထိကြအောင် ထိမ့်ကင်လိုက်ရသည် အစင်းတွင်အကြက်အတဲတွေ့တော်သည် လူတိုင်းကအောက်ကိုအရင်ရောက်လို့တဖြစ်အဲ့လူအရဆင်းကြရာအပေါက်ဝါရင်တစ်ဆုနေတော့သည်စပရာကလည်းအတန်ပြဲနေអော်နေသည်ကိုရင်မောင်ကဒုတိယလေကအဆင့်သို့ရောက်နေပြီးနောက်တလန်းဆင်းလိုက်ရင်ပလက်ဖောင်းပေါ်သို့ရောက်တော့မည်ဖြစ်၏တစ်ဖက်မှ ကားတကားပေါက်ကိုကိုင်းရင်လှမ်းဆင်းပြီးအပြုတ်ရင်းနောက်ဖက်မှ အသက်50ကျော်အရွယ်ရှိမိန်းမခောက်ဝါဝါတယောက်သည်ဈေးချင်းနောက်နှင့်တစ်ဖက်ဖြင့်ကိုရင်မောင်ကိုကိုချင်းတိုက်ခါကြော်ဆင်းလိုက်ရာ ကိုရင်မောင်ဤညာလက်တွင် ကင်ဆွဲထားသော ခောက်ဆွဲတို့ကိုသူဤဈေးချင်းောင်းနှင့်ရိုက်မိသွားတော့၏တုတ်ချီထားသောနှီးများပြေကျသွားပြီးပလက်ဖောင်းပေါ်၌ခောက်ဆွဲများပြန့်ကျဲသွား၏ကားကလိမ့်ထွက်သွားပြီဖြစ်မိမကြီးသည်ကိုရင်မောင်လက်မှခောက်ဆွဲတို့ပြုတ်ကျသွားသည်ကိုလည်းမမြင်မိရှေ့လောကြီးနှင့်ဆင်းပြီးတုတ်သီးတုတ်ပြားဟိုးဘက်သို့ကူးသွားပြီဖြစ်ကိုရင်မောင်ဖြစ်ရင်ကိုမြင်မိသွားသောဘေးလူချို့က စောင်းငယ်ရွေကြည့်ပြီးတချို့ကပြုံးသွားကြသည်နှမျောเสียဟဲ့ကိုရဆိုင်နာကဘုရားတော့ကြော်တယ်ကမူလှမ်း၍ဂိယုနာတက်လိုက်ရှာသည် ကိုရင်မောင်သည်နှီးချိုတလန်းကိုလက်တွင်ကင်လျက်မိမိချင်းရင်တွင် ပြန့်ကျဲလျက်ရှိသောခေါက်ဆွဲများကိုငင်းငိုင်၍ကြည့်နေက ကြောင်၍ရက်နေသည် သူ့အဖို့တော့ကဘာကြီးရုတ်တရက်ပျက်စီးပြိုကျသွားသည်ကိုမြင်ရသလိုခံစားလိုက်မိ သတိရ၍တိုက်ချသွားသောတရခမ်းမိမကြီးကိုလှမ်းကြည့်လိုက်ရလမ်းဟိုဘက်သို့ရောက်သွားပြီးဆက်နှလုံးသားနဲ့ချိုးဝင်ကွယ်ပြောက်သွားလိမ့်တော်၏ဤသို့လောက်ရပါမည်နိထိုမိမကြီးစီတွား၍ရန်တွေ့ရမည်လောအယောတောင်းရမည်လောဤသို့လည်းမဖြစ်နိုင်မီလိုက်၍မိသည်ထောင်းအကျိုးအကြောင်းပြောပြ၍သူကညင်းလေမိမိပင်အယူဖြစ်တော်မည်ဘယ်တိုက်ခန်းတွင်နေမှလည်းမသိချေအဲ့ထဲတွင်လည်း ငွေနှစ်ချက်ကြောကြောသာကြံ့၍သုံးချက်ပင်မပြည့်ပေ။ဤငွေများနှင့်ခောက်ဆွဲတို့ဝယ်၍မဖြစ်နိုင်ပါ။တာမန်ခောက်ဆွဲတို့တထုပ်ပင်၅ချက်ပေးရ၏။ကိုရင်မောင်သည်ရောင်ချာချာဖြင့်လက်ထဲမှနှီးကျို့ကိုဆောင်းကြီးအောင်ကြီးလွှတ်ပြစ်လိုက်သည်။ထို့နောက်မိမိတိုက်ခန်းရှိရာသို့ခေါင်းငိုက်ဆိုင်ချကထွက်ခွာသွားပါသည်။တန်းစီ၍ငံ့မျောနေသောမျက်လုံးတို့ဖြင့်မိမိအားကြည့်နေကြသောကလေးများကိုငေးကြည့်ကကိုရင်မောင်သည် အခန်းဝ၌မတုံမလုံရက်နေမိသည်ဖေဖေသားမာတာပါလိုက်ရင်ညီတွေးမျော်လင့်တကြီးမေးလိုက်တန်းကြာမှကိုရင်မောင်းသည်အသက်ဝင်လာသည်သားကိုရင်မောင်းသည်ရုတ်တရက်ပြောမထွက်အောင်ဖြစ်သည်ဘတ်စကားအစင်းမှာသားခောက်ဆွဲတော့ပြုတ်ကျသွားတယ်ကိုရင်မောင်းအတန်ကတုံရင်းနေသည်ဟဲ့ ကလေးများထံမှအာမေရိတ်တန်နှင့်စိတ်ပြတ်တန်များရော၍ပြိုင်သူထွက်လာကြ၏။ကိုရင်မောင်မျက်နှာငယ်ကလေးနှင့်သူ့အားမော့ကြည့်နေသောငူကြီးတွေကိုစူးစိုက်ကြည့်လိုက်ရာမျက်လုံးများဝါး၍နေ။ခွလွန်ပါသားရဲ့ဖေဖေအစားရော်ပေးပါမယ်။ကိုရင်မောင်သည်ပြောပြောဆိုဆိုညီတွေးရှိမှဒူးတစ်ဖက်ထောက်နှင့်ထိုင်ချလိုက်ရင်သားကိုလှမ်းဖက်လိုက်။ရပါတယ်ဖေဖေသားပြန်စုမှာပေါ့။ ညီတွေကကိုရင်မောင်၏ပခုံးကိုလှမ်းကင်ရင်အတန်တုံလေးနဲ့ပြောလိုက်။ကိုရင်မောင်သည်သားငယ်ကိုပွေဖက်၍မျက်နှာကိုသားရင်ပေါ်မှရင်ပေါ်တွင်အပ်လိုက်ခါတစ်ချက်ရှိုက်လိုက်မိ။ဤတော့မှသာ ကိုရင်မောင်၏မျက်လုံးထဲမှမျက်ရည်ပူတို့အန်ထွက်ကြလာလေတော့သည်။ဒေဥပန်းမဂ္ဂဇင်း1985ခုမေလဆရာမောင်ကိုယူရဲ့ ရပါတယ်ဖေဖေဆိုတော့ဝတ္ထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြသူအားလုံးကျမ်းမာချမ်းသာကြပါသည်ရှင်။